မင်္ဂလာပါပရိသတ်တို့ရေကျွန်တော်တို့ရဲ့ channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်လူတွေဟာလမ်းတွေကိုတတောင်တတခီးသွားလာနိုင်မှုတိစောက်ထားတယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့တချို့လမ်းတွေဟာတတောင်တတမဖြစ်စေတဲ့အပြင်ပိုပြီးတော့အခက်အခဲဒုက္ခကိုရောက်စေနိုင်ပါတယ်ဒါကြောင့်လူသားတွေကိုစိန်ခေါ်ဖို့တိစောက်ထားတယ်လို့ဖြစ်နေတဲ့လမ်းတွေလည်းကဘာပေါ်မှာရှိလို့နေပါသေးတယ်အဲ့ဒီလမ်းတွေဟာဒေါင်ကျိုးအကွေပေါင်းများစွာအပြင်ပင်ကူမြင်လို့ရှုပ်ထွေးနေတဲ့လမ်းကိုတွေနဲ့လည်းပြည့်နှက်လို့နေပါတယ် ဒီကနေ့မှာတော့ရေမောင်းတွေကိုစိန်ခေါ်နေတဲ့ကဘာပေါ်ကအရှုပ်ထွေးဆုံးလမ်းတွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်၄ Jet Harry Pakistan Interchange ပထမဆုံးလမ်းကတော့ Los Angeles မြို့မှာရှိတဲ့ Jet Harry Pakistan Interchange လမ်းပဲဖြစ်ပါတယ်။1993ခုနှစ်ကတည်းကတိစောက်ခဲ့တဲ့ဒီလန်းဆောင်ဟာကမ္ဘာအထူးတက်ဆုံးယဉ်ကျေးပိတ်ဆို့မှုပြဿနာကိုဖြေရှင်းမှုရည်ရွယ်ခဲ့တာပါ ဒါဟာ Interstate 105နဲ့ Interstate 110တို့ဆုံရနေရဖြစ်ပြီးအထပ်ပေါင်း၄တက်အထိမြင်မားစွာနဲ့ဆောက်လုပ်ထားကြတာကြောင့်အပေါ်စည်းကနေကြည့်ရင်ရှုပ်ထွေးနေတဲ့ spaghetti ခေါက်ဆွဲပုံလိုမျိုးမြင်ရနိုင်ပါတယ်။ဒီနေရာလမ်းကွေးများစွာနဲ့ပြည့်နှက်နေသလိုမီးရထားလမ်းနဲ့ခီးသည်အများအပြားတင်ဆောင်လာတဲ့ကားတွေအတွက်အထူးလမ်းကြောင်းတွေပါဝင်ပါတယ်။တစ်စက္ကန့်လောက်လမ်းမဝင်လိုက်မိုံနဲ့မြို့ရဲ့အခြားရပ်ကွက်စီကိုမတော်တဆရောက်သွားနိုင်ရကြောင်းအဲလီမျိုးသားအဆင်အမှန်မဟုတ်သေးရင်ဒီနေရာမှာလမ်းပြောက်ဖို့အခွင့်အရေးများပါတယ်။နံပါတ်3ကွီချန်အင်တာချိန်း ဒီလမ်းကတော့တရုတ်နိုင်ငံကွေးရန်မြို့ကကွီချန်အင်တာချိန်းလို့ခေါ်တဲ့လမ်းဆောင်ကြီးပဲဖြစ်ပါတယ်။ရှုပ်ထွေးတဲ့တောင်ကြားတွေထဲမှာတရှိတာကြောင့်လမ်းကိုဖြောင်ဖြောင်ဆောက်လုပ်ဖို့မဖြစ်နိုင်ခဲ့တာကြောင့်အင်ဂျင်နီယာတွေကဒီလမ်းကိုကွေးဝိုက်တဲ့ပုံစံဖြစ်အောင်လို့ဆောက်လုပ်ခဲ့ကြပါတယ်။ဒီလမ်းဆောင်ကအထပ်ပေါင်း၅ဓာတ်အထိစင်နာပြီးလမ်းချိတ်ဆက်မှု20ကျော်နဲ့ထွက်ပေါက်30ကျော်ရှိပါတယ်။အပေါ်စီးကနေကြည့်လိုက်ရင်ကွန်ကရစ်လမ်းတွေနဲ့ဆွဲထားတဲ့အေယာမဝင်ကဘာကြီးလို့မြင်ရပါတယ်။အဲ့ဒီမှာဆိုင်ဘုတ်တွေအရင်များလုံးလုံးဖတ်ဖို့တောင်မှအချိန်မမီပဲလမ်းမထွက်မိရင်လမ်းကြောင်းမှန်ကိုပြင်ရောက်ဖို့10ကီလိုမီတာလောက်ကိုပြန်ပတ်ရနိုင်ပါတယ်။ ။နံပါတ်2မက်ဂျစ်ရောင်းအပေါင်းဒီလန်ကိုတော့မက်ဂျစ်ရောင်းအပေါင်းမှုံဝင်ပလန်လို့ခေါ်ပါတယ်။ပုံမှန်မီးပွိုင်ပလန်တစ်ခုတည်းမောင်းနေရတာတောင်မှစိတ်လှုပ်ရှားစရာဖြစ်နေတဲ့အချိန်မှာဒီပလန်ကတော့ကောင်းမောင်းသူကိုမျက်စိလဲသွားစေနိုင်ပါတယ်။အင်္ဂလန်နိုင်ငံစဝင်တန်မြို့မှာရှိတဲ့ဒီပလန်ကို1982ခုနှစ်မှာရင်ကြောပြဿနာဖြစ်ရှင်းဖို့တိစောက်ခဲ့ပေမယ့်အလွန်ထူးဆန်းတဲ့ရလဒ်ထွက်လာခဲ့ပါတယ်။ဒါဟာအလဲမှာပလန်ကြီးတစ်ခုနဲ့အဲ့ဒီပလန်ကြီးပက်လေမှာပလန်ငယ်၅ခုဝင်းရံထားတဲ့စနစ်တစ်ခုဖြစ်ပြီးဒီစနစ်ကြောင့်ကာရီယာ9လက်တန်အတိုင်းရော9လက်တန်ပြောင်းမြန်ရောတစ်ချိန်တည်းမှာမောင်းနှင်နိုင်ပါတယ်။ ဒီလမ်းကိုမောင်းနှင်းနဲ့ရင်းနေရသူတို့လိုချင်တဲ့လမ်းကြောင်းကိုမှန်မှန်ကန်ကန်ရောက်ဖို့အတွက်ဘယ်ပလန်းငယ်တဲကိုဝင်ရမလဲဆိုတာအလွန်လျင်မြန်စွာနဲ့ဆုံးဖြတ်နိုင်ဖို့လိုအပ်ပါတယ်။မောင်းသူတွေရဲ့အတွက်ဆိတ်ရှုပ်စရာကောင်းမယ်မယ်ဒီနေရာမှာမောင်းနှင်းနဲ့လူတိုင်းဟာအရှိန်လျှော်ပြီးတော့သတိကြီးစွာထားတာကြောင့်ပုံမှန်ပလန်းတွေထက်အန္တရာယ်ဖြစ်မှုကိုနည်းတယ်လို့စီးရင်အင်တွေကဖော်ပြနေပါတယ်။နံပါတ်1 Road to Heaven Game ဒီလမ်းကိုတော့69ခွေကျွန်းနဲ့ကောင်းငင်ပုံစီတို့လမ်းလို့ခေါ်ဆိုကြပါတယ်။ဒီလမ်းကလမ်းစုံတွေရှုပ်ထွေးလို့မဟုတ်ဘဲလမ်းရဲ့အဆုံးအထိမောင်းနှင်ရတာခက်ခဲလုံလုံရှုပ်ထွေးတဲ့လမ်းလို့ခေါ်ကြတာပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံကြမ်းကြားကျဲမျိုးတမန်တောင်ပေါ်မှာရှိတဲ့ဒီလန်ကုန်းကဘာကျော်ကောင်းကင်မုံတကား Heaven Gate လို့ခေါ်တဲ့အရာမကြောက်ကူစီခီးတော်လာနိုင်မှုအထူးတိဆောက်ထားတာပါ။လမ်းရှိရာ70ကီလိုမီတာခန့်သာရှိပေမယ့်180ဒီဂရီနီးပါးချိုးကွေ့ရတဲ့တောင်ဝက်ချိုး69ခုနဲ့ပြည့်နှက်လို့နေပါတယ်။လမ်းကကျင်းမြောင်းပြီးမဆောက်ကအမြင်ကလည်းမြ мян ဆန်ဆန်ပြောင်းလဲသွားတတ်ပါတယ်။အချို့နေရာတွေမှာဘေးဘက်ကိုလမ်းကြီးလိုက်ရုံနဲ့တင်စိတ်နှလုံးရက်တန့်သွားလောက်အောင်ကိုနှက်ဆိုင်တဲ့ဂျော့ကဘာတွေအပေါ်ယံမှာပြန်ဝဲနေတယ်လို့ခံစားရပါတယ်။ ကမ္ဘူတက်တဲ့ပြည်သက်တွေဆိုရင်တော့ဒီလန်းကိုခြေလျင်သွားလိုက်တာကပို့ပြီးတော့ဒုက္ခกินနိုင်ပါတယ်။ကမ္ဘောင်သမားတွေအတွက်တော့ဒီလန်းဟာခက်ခဲတဲ့ရင်မောင်းလိုက်စင်စာမေးပွဲဖြစ်နေရတယ်လို့ခန်းစားရနိုင်ပါတယ်။ကေပြည်သက်တို့ရဲ့ဒီဗီဒီယိုမှာတော့ကမ္ဘာပေါ်ကအရှုပ်ထွေးဆုံးလမ်းတွေအကြောင်းကိုဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သက်တို့ရောဘယ်လမ်းမှာကားလိုက်စီးကျင်ကြပါသလဲ။ပြည်သက်တို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်း comment မှာရေးပေးသွားပါအောင်။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။